ဘေဘီလေးတွေအတွက်ပေါ့နော်အိမ်မှာကိုယ်တိုင်ကိမုတ်လေးတွေလုပ်ပေးခြင်းနဲ့မိမိတွေအတွက်မုတ်ဖူးဆက်မလိုဘဲနဲ့ပေါ့နော်အလွယ်တကူလေးပြုလို့ရမယ်မုတ်လုံးနီးကိုမျှဝေပေးထားပါဗျ။မုံလေးနယ်ဖို့အတွက်ပကံအကြီးတစ်ခုတည်းကိုပေါ့နော်ဂျုံမှု300ဂရမ်ထည့်ပါမယ်။ yeast ကို5ဂရမ်ထည့်ပါမယ်။တကြားလေးကိုသပွဲတင်ဆုံးတစ်စုံထည့်ပါရစေ။ ကျဲဥနှလုံးထည့်ပြီးတော့ကျမတို့ပါဝင်ပစ္စည်းတွေအကုန်လုံးကိုရောသွားအောင်မှွေပေးလိုက်ပါမယ်။မုံလေးတွေမှွေနေတဲ့အချိန်မှာရေနွဲ့နွဲ့လေးကိုပေါ့နော်ကျမတို့တွေလူသလောက်လေးနည်းနည်းချင်းစီထည့်ပြီးတော့မုံလေးတွေကိုဆက်ပြီးတော့နေပေးပါမယ်။ အခုလိုမျိုးလေအားလုံးရောသွားတဲ့အနေထားလောက်လေးရောက်ပြီဆိုရင်တော့အဲကျမတို့တွေအပေါ်ကနေပြီးတော့ပေါ့နော်အဖုံလေးဖုံပြီးတော့တနအီတနအီခွဲလောက်နှက်ထားပေးလိုက်ပါမယ်ကျမတို့တွေမုံနှက်ထားလေးရပြီဆိုတော့ပို့ပြီးတော့အရသာရှိအောင်ပေါ့နော်ကျမတို့တီဟိုစီလေးအနေငယ်ကိုထည့်ပြီးတော့မုံသားလေးနဲ့ရောသွားအောင်မှုထားပေးလိုက်ပါမယ် မုံတင်နေဒီအားလုံးအစင်းသင်းဖြစ်ပြီဆိုတော့ကျမတို့တွေမုံလေးပေါင်းဖို့အတွက်ပေါ့နော်ခွက်လေးတစ်ခုထဲကိုစီအနှဲငယ်လေးတုပ်ပြီးလိုက်ပါမယ်။မုံလေးတွေကပေါင်းလိုက်တဲ့အခါမှာပွားတက်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ခွက်ရဲ့သုံးပုံပုံနှစ်ပုံကိုပဲပေါ့နော်မုံသားလေးတွေကိုထည့်ပေးပါမယ်။မုံသားလေးတွေလေခိုတာမျိုးလေးတွေမဖြစ်အောင်လို့ကျမဗီဒီယိုမှာပြထားတဲ့မျိုးလေးအဲလှုပ်ပြီးတော့ပေါ့နော်ခွက်လေးကိုဖြည့်ချင်းစီစောင့်ချပေးရပါမယ်။ ကျမတို့တွေကိတ်မုတ်လေးရဖို့အတွက်ပေါ့နော်အိမ်မှာရှိတဲ့ရိုးရိုးပေါင်းအုံးလေးထဲမှာပဲမိနစ်20 25မိနစ်လောက်ပေါင်းထားပေးလိုက်ပါမယ်။မုတ်သားလေးတွေပွားလာပြီးတော့အခုလိုမျိုးအနေထားလောက်ထိရအောင်ပေါင်းပေးရပါမယ်ရှင်။ဒီကိတ်မုတ်လုံးကြီးကကြတော့ကျမတို့တွေမုတ်ဖူးဆက်တွေမလိုဘဲနဲ့အိမ်မှာအလွယ်တကူလိုက်လို့ရတာမို့လို့မမေတို့အတွက်အဆင်ပြေမယ်ထင်ပါတယ်။အဲဒီမုတ်လေးတွေကကြတော့ကိုယ်တိုင်ပြုတ်လုတာဖြစ်တဲ့အတွက်ကြောင့်မလို့ဓာတုပစ္စည်းမပါဘူး။တခြားဆိုရင်လည်းကျမတို့ကျမရည်နဲ့ညီအောင်နည်းနည်းပဲထည့်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ခလေးငယ်လေးတွေအတွက်အဆင်ပြေပါတယ်။ ဘေဘီလေးတို့အတွက်တန်ရှင်းချမ်းမှာအာဟာရပြည့်စုံမဲ့အိမ်လုံအစားအစာနည်းလေးများကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ Superman Channel လေးကို Subscribe လုပ်ပြီး Notification လေးကိုနှိပ်သွားပေးကြပါအောင်ရှင်။